အခုပြောပြမှာကအမိုက်တိန်တိုင်းဆိုတဲ့ရုပ်ပြလေးပါသူစားလေးဟာကဘာပေါ်မှာမပျော်ရွှင်ဆုံးမိန်းကလေးတစ်ယောက်ပါ ဘသူကားမှသူစားနဲ့မကစားခြင်းမဟုတ်။ဘာလို့လဲဆိုတော့သူစားရဲ့ခေါင်းပေါ်မှာအမိုက်တိမ်တိုက်တစ်ခုရှိနေလို့တဲ့။အဲ့ဒီတိမ်တိုက်မှာလိမ္မော်သီးခွန်တွေ၊ဘီစကစ်မုတ်ခွန်တွေပြီးတော့အယုတ်အဟောင်းတွေနဲ့ပလတ်စတစ်ခွန်တွေလည်းရှိတယ်။ရှင်ကောင်တွေလည်းဝဲနေတဲ့။ ဲ့ဒါလိုခေါင်းပေါ်မှာအမိုက်တင်တိုင်းရှိနေတဲ့မိန်းကလေးတစ်ယောက် ਨੇ ဘသူမှအတူတူမကစားကြင်ကြဘူးတကယ်လို့အမိုက်တစားလောက်တင်ကောင်းပေါ်ကြလာရင်ရောအာရှင်စရာကြီးသူစားကမိသက်ကိုကြောင်းအတူတူသွားရောက်အောင်လို့ပြောတယ်မိသက်ကထွက်ပြေးသွားပါတယ် နေလေစာကိုလည်းသူစားတယောက်တည်းစားရတဲ့သူစားရဲ့မိခင်ကငါပြောသည့်ကုံကိုလမ်းပေါ်မှာမပြင်းနဲ့နော်ဘစ်ကိတ်မုတ်ကုံတွေကိုအမိုက်ပုံးထဲမှာပြင်တော့လို့မှာပါတယ်သူစားကနားမထောင်ပါဘူးအမိုက်ကိုသူပြစ်ချင်တဲ့နေရာမှာပြစ်သွားတယ် တနေ့မှာသူစားရဲ့မိခင်ကရမ်းစိတ်ဆိုးပြီးမကြခင်အဲ့ဒီအမိုက်တွေနေ့စီကိုလိုက်လာလိမ့်မယ်လို့သူစားကိုပြောတယ်။သူစားကရီလိုက်တယ်။ဒါပေမဲ့နောက်တနေ့မှာ သူစားနိုးလာတော့သူ့ရဲ့ခေါင်းပေါ်မှာအမိုက်တင်တိုင်းရှိနေတာကို တွေ့လိုက်ရတယ်။သူစားကအဲ့ဒီတိမ်တိုက်ကနေလွတ်အောင်ထွက်ပြေးတယ် ဒါပေမဲ့တိန်လိုက်က သူစားပဲသွားသွားကတ်လိုက်လာတယ်။သူစားကအဲ့ဒီတိန်လိုက်ကို နီလန်းမျိုးစုံနဲ့ကျူစားပြီးမောင်းထုတ်ပြန်တယ်။ဒါပေမဲ့တိန်လိုက်က ထွက်မသွားပါဘူး။သူစားလေးတကယ်ပဲစိတ်မပင်မရှင်ဖြစ်လာတယ်။ရုတ်တရက်အဖြစ်အပျက်တစ်ခုဖြစ်လာတယ် မင်းမင်းကငပြောသီးကုန်တစ်ခုကိုလမ်းပေါ်မှာပြတာကို သူစာ တွေးလိုက်တယ်။သူစာကမင်းမင်းကိုငပြောသီးကုန်ကို အမိုက်ပုံးနဲ့ပြစ်ထဲဖို့ပြောလိုက်တယ်။နောက်တနေ့မှာအမိုက်တိန်တိုင်းကသေးသွားတယ်။ဘာဖြစ်လို့သေးသွားတယ်ဆိုတော့သူစာမသိဘူးတဲ့။သူစာကဒေါ်ကြီးမြပလတ်စတစ်ပြစ်ချတာကိုလည်းတားဆီးနိုင်လိုက်တယ်။နောက်တနေ့မှာ သူစားလေးရဲ့တိမ်လိုက်ကပိုပြီးသေးလာကြတယ်။အခုတော့သူစားလေးမလုပ်ရမယ်ဆိုတာကိုသိသွားပါပြီ။သူစားလေးကလမ်းပေါ်မှာ လူတွေအမိုက်မပြစ်အောင် တားပါတော့တယ်။အမိုက်တွေအားလုံးအမိုက်ပုံးထဲရောက်အောင်တေချာလုပ်တဲ့။ရွာလေးကပိုးပြီးတန့်ရှင်းလာပါတယ်။ဒီနေ့မှာတော့သူစားလေးရဲ့ခေါင်းပေါ်က အမိုက်တိမ်တိုင်လေးထွက်သွားပါတော့တယ်။သူစားလေးဟာ ကဘာမှာအပျော်ဆုံးမိန်းကလေးဖြစ်လာပါတယ်။သူစားလေးကအမိုက်ကိုလမ်းပေါ်မှာဘယ်တော့မှမပြစ်တော့ပါဘူး။အခုလိုတန်ရှင်းတဲ့ရွာမှာနေရတာကို သူကျေနပ်သဘောကျသွားပြီပေါ့ကွယ်။ အမိုက်အကြောင်းပြောကြရအောင်အမိုက်တွေကိုငါတို့ပြစ်ချင်တိုင်းကြုံရမှာ ရှောက်ပြစ်တာတွေရက်ကြပါစို့အမိုက်ပြစ်သေးဖို့အမိုက်ဘုံကို အမြဲရှာကြစို့အလုံးကပြစ်เสียရမဟုတ်ပါဘူးတခါတလေပလတ်စတစ်အိတ်တွေနဲ့ပလင်းတွေကို ပြန်သုံးလို့ရတယ်လေ